ကြောက်တလုံးထဲမှာထုတ်တာတောင်မှဒီအပွင့်နေထဲမှာတောင်မှဒါအပွင့်ထွက်လာပြီဆိုရင်တပွင့်နဲ့တပွင့်မတူကြပါဘူးတချို့အပွင့်တွေကအရန်အရန်လာပြီးတော့ကြောက်သားအရန်ကောင်းပြီးတော့ကြောက်စီအရန်ကောင်းပြီးတော့တန်ရှင်းနေတယ်တချို့အပွင့်တွေကကျတော့အဲကြောက်စီကြောက်သားတော့ကောင်းတယ်အတွင်းထဲမှာရန်စလေးတွေနော်ဖြူစံလေးတွေအမြုပ်စံလေးတွေအညီလေးတွေအဲ့ဒါမျိုးလေးဝင်နေတာရှိတော့ ဒါကတော့မစအရေးကြီးဆုံးဟာတွေကိုရှင်းပြနေဖြစ်တဲ့အတွက်ဒါလေးတွေကိုအရင်ဆုံးနားထောင်ပါနော်အဲဒီကျဲလေးနဲ့လူကြီးတွေကမကောင်းမကန်းကြောက်တဲ့ဒပုံကြီးရှိတယ်နော်အဲဒါကိုကျွန်တော်နောက်ရရှင်းပြမိမယ်အဲဒါတွေကပြောမစရင်ဟိုမကောင်းတဲ့ကြောက်တွေထဲမှာပဲပါတယ်ပေါ့ဗျာပြောမစရင်ကျွန်တော်ဒီ body နဲ့ရှင်းနိုင်ရင်တော့မကောင်းလို့ပဲကျွန်တော်ပြောရမှာပဲနော်ဒါကြောင့်မလို့ပါ okay ဒါဟုတ်ပြီဒါတရားနှစ်ယောက်နားလေဆိုရင်တော့ဒါမစိုးဘူးပေါ့နော်အဲဒါဒီ like ကိုနားမလဲဆိုရင်တရားလေးပြန်ကြည့်ကြပါနော်ဟုတ်ပြီကျွန်တော်ဒီမှာတရားလေးပြန်ပြပေးမယ်မီးထိုးပြီးတော့ ဇာတိကြည့်ပါနော်ကျွန်တော်ပြန်ပြပေးမယ်အဲ့ကျတော့ဒီ body weight နဲ့ဆက်ပြပေးမယ်နော်အစွမ်းနာကအသက်ခံနေကိုဘလိုဟာတွေဘလိုဟာတွေကာလာတွေဝင်တဲ့ဆိုကျွန်တော်ပြပြပြီဆိုတော့ဒီမှာဆရာကြည့်ပြနော်ဒါ body weight နေပါဒီ body weight နေထဲမှာတော့မှဒါတပွင့်နဲ့တပွင့်ရဒါအပြင်မှာကြည့်တော့မေးဆိုလို့ပူရှင်းပါပေါ့နော်ဓမီလေးပြန်ပေးလိုက်မယ်နော်အဲ့တော့ဒီ body weight နေထဲမှာတော့မှဒါကြောက်တလုံးလေးကထုတ်တာတော့မှအသားတန်းတူရယ်ကြောက်စီတူရယ်ဆိုရင်တော့မှဒီကျွန်တော်ဆွမ်းလိုက်ပေါ့လို့အဖြူတွေအညိတွေရမ်းတန်တွေတခြားသောအရာတွေ အဖျက်မောက်တွေဝင်သွားတဲ့အတွက်ကြောင့်မလို့တပွင့်နဲ့တပွင့်ရ quality ထွက်လာတဲ့ပုံစံချင်းတူမှာမဟုတ်ဘူးအဲ့ဒါကဘာကြောင့်ဘယ်လိုပြောရလဲဆိုရင်ကျွန်တော်တို့အဲပစ္စည်းတစ်ခုထုတ်တယ်အဲ့ပစ္စည်းတစ်ခုမှာ damage ဆိုတာရှိတယ်သိမလားဟိုမကောင်းတဲ့ပစ္စည်းပဲ့သွားတဲ့ပစ္စည်းအဲ့တော့ဘာကြောင့်လဲဆိုရင်ကာလာဝင်သွားတဲ့နေရာတွေရှိမယ်အညိဝင်သွားတဲ့နေရာတွေရှိမယ် မိတ်ဆွေတို့ဆက်လာပါသလိုရမ်းတန်ထိုးသွားရရှိမယ်ကြောက်သားကျဲသွားတဲ့နေရာလေးရှိမယ်နော်ပြီးတော့မှုန်သွားတဲ့နေရာရှိမယ်ထွေးသွားတဲ့နေရာရှိမယ်နော်အဲ့ဒီအဲ့ဒီလိုပုံစံလေးတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကကြောက်တလုံးကထုတ်တဲ့ကြောက်ဒီမှာတော့မှအပွင့်နေအစောတယ်တွေပြန်ထွက်လာပြီဆိုရင်ဓပွင့်ချင်းစီတစ်ခုချင်းစီကိုတေးသေးချာချာကြည့်ပြီးတော့မှဒီကြောက်ကတော့ဒီလိုကောင်းတဲ့အတွက်ကြောင့်မလို့ဒီဈေးရနိုင်ရင်ဆိုပြီးတတ်မှတ်လို့ရတယ်ဒီဒီကြောက်လေးတွေကတော့သိမ့်မကောင်းတဲ့အတွက်ကြောင့်မလို့ ဒီကြောက်တွေနဲ့စင်ရင်တော့ဈေးသိမ်းမရဘူးဆိုပြီးတော့မိတ်ဆွေတို့ကတေးသေးချာချာဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်အဲကြောင့်ဒီထဲမှာကျွန်တော်ကပြချင်တာကနှစ်ခုရှိတယ်ဒီမှာနော်ဒီအပွင့်နဲ့အခုဒီအပွင့်နဲ့ရှင်းကြည့်ပါနော်ဒီနှစ်ပွင့်တော့မှဒါဒါတလုံးနဲ့ရထတာကြီးတော့မှမတူဘူးနော်ဒီအခုလက်ရှိဒီပေါ့စီကနော်ဒါပေါ့စီလိုဝိုင်းဝိုင်းလေးလုံးလုံးလေးအဲ့အပွင့်ကပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့ကြည်တယ်ပေါ့နော်ပို့ပြီးတော့ဟိုဖြစ်တယ် အဲဟိုဘက်ဘေးကဒီအပွင့်လေးဆိုရင်ဒါနည်းနည်းလေးအခိုးရိုက်သွားတဲ့အတွက်နည်းနည်းလေးပေါ့နော်အဲဒီဘက်ဘေးကအပွင့်နဲ့ဆိုင်နည်းနည်းလေးဟိုကျွန်တော်ဘယ်လိုပြောမလဲမိတ်ဆွေတို့မျက်စိထဲမှာကာလာခွဲတဲ့ရင်တော့မြင်ရမှာပေါ့နော်အကြောင်လေးနည်းနည်းလေးမိန်သွားရည်ကျွန်တော်ပြောလိုက်မယ်နော်ဒီဘက်ကပို့ပြီးတော့ကြည်လင်နဲ့တောက်ပါတယ်ဟိုဘက်ဘေးကအကြောင်လေးနည်းနည်းမုံသွားရယ်နော်တတိထားမိလားမသိဘူးနော်မိတ်ဆွေမကျွန်တော်အခုအဲ့နှစ်ပွင့်တရားလေးရှင်းပြပေးကြရအောင်နော်အဲ့နှစ်ပွင့်တရားလေးရှင်းပြပေးကြရအောင်နော်အဲ့ကြတော့ကြောက်တလုံးထဲမှာထွက်တယ်ဆိုရင်တော့မှ ဘူးကျွန်တော်ပြတဲ့ဟိုနည်းမျိုးတည်တည်ချာချာကြောင်းနှစ်ပွင့်ကိုတည်တည်ချာချကြည့်ပြီးတော့ကာလာအရောင်အဆတည်တည်ချာချာခွဲခြားတဲ့မှာဖြစ်ပါတယ်ကာလာ blind ဖြစ်တတ်တဲ့သူတွေပေါ့နော်ကာလာကြောင်းတတ်တဲ့သူတွေဟိုမျက်စိကနေပြီးတော့ကာလာတည်တည်ချာမခွဲတတ်တဲ့သူတွေဆိုရင်တော့တည်ကြတယ်ဒါမျိုးတွေလုံးလို့မရဘူးနော်မိတ်ဆွေများမကြောင်လို့ဆိုရင်ဟိုမျက်စိမောက်ပြီးတော့ခံရမှာနော်အဲ့ကြိုင်တော့ဟုတ်ပြီကျွန်တော်ဒီအပွင့်လေးတွေကိုတစ်ချက်ဘေးနားလေးချပြီးတော့မိတ်ဆွေတို့ကိုအခုလာပြီနော်ကျွန်တော် အဲ့ဒီလိုမျိုးအစောနာလိုမျိုးကျွန်တော်ပြောခဲ့တဲ့ဒီလိုမျိုးဒီလိုမျိုးအပွင့်နေပေါ့နော်ဒီလိုကာလာပွင့်နေကိုအမြဲတမ်းဒီလိုထွက်တိုင်းကာလာသွေးဒီလိုမျိုးအပွင့်သွေးရမှာလားဆိုရင်ကြောက်သားကောင်းတဲ့အပွင့်သွေးရမှာလားဥပမာအသက်ဆန်းတိုင်းအပွင့်သွေးရမှာလားနော်ဟို body line ကိုကြောက်သားကြီးအပွင့်သွေးရမှာလားအဲ့ဒီလိုလည်းမဟုတ်ပါဘူးအခုနောက်ပိုင်းမှာပြောချင်တာကအပွင့် line နဲ့ကိုက်တယ်ဆိုတာကတော့ဒီလိုမျိုးကြောက်ပေါ့နော်ကြည်လင်ရှင်းပပြီးတော့တန်ရှင်းနေတဲ့ကြောက်နော်ဒီနှစ်ပွင့်အဲ့ဒီလိုမျိုးဆိုရင်တော့ဒါဘယ်လိုပဲဖြစ်အပွင့်သွေးမယ်ဆိုရင်မိတ်ဆွေတို့က ဟိုဈေးကောင်းရမယ်ဟိုတံမိုးအဖြစ်လည်းမြင့်နိုင်တယ်အဲ့လိုမှမဟုတ်ဘူးဟိုဒီလိုမျိုးအမုံတက်ရှိတဲ့ကြောက်ကိုသွားပြီးတော့ကြောက်ကအလုံးကြီးကြီးတယ်နော်ကိုယ်ကမြင်မယ်ဆိုတော့ပါတယ်။အဲ့လည်းဆိုရင်အပွင့်လို့အပွင့်ဆိုရင်တော့မှန်တယ်။အဲ့လိုမှမဟုတ်ဘူး။ဒီလိုကြောင်မျိုးတွေဆိုရင်အပွင့်မသွေးဘဲနဲ့ကိုကမတီးထုတ်ရင်ကောင်းမလား။မဘူးထုတ်ရင်ကောင်းမလား။ ဒါမှမဟုတ်ကျွန်တော်တို့ကလက်ရထုတ်ပြီးရောင်းရင်ကောင်းမလားဝါရှာထုတ်ပြီးတော့ကောင်းမလားဒါမှမဟုတ်သတ်မှတ်ပါမယ်အဲ့တော့ဥပမာအရင်ပြောရမယ်ဆိုဒီမှာကျွန်တော်ကူပြထားတယ်ဒီဥဒီဝါလေးပေါ့နော်ဒီဥဒီဝါလေးဆိုရင်တခြားကြည့်ကြည့်ပါကြောက်သားရမ်းဒီအခုကျွန်တော်ဆွမ်းနာပြောသလိုမျိုးဒီအောက်က body ကြောက်လောက်ကြောက်သားမကောင်းဘူးနော် body ကြောက်လောက်ကြောက်သားမကောင်းဘူးတခြားရှင်းကြည့်ပါနော်အဲ့ကြတော့ဒါပေမဲ့အဲ့ဒီကြောက်တည်လေ ဒါကကြောက်သားမြင့်နယ်ထဲမှာပါတယ်အသက်ဆန်းတော့မဟုတ်ဘူးဒါအသက်ဆန်းအောက်ကိုရောက်တယ်ကြောက်သားမြင့်နယ်ခါတန်တန်ပေါ့နော်ခါတန်ထဲမှာပါတယ်ကြောက်သားမြင့်နယ်ထဲမှာပါဒါပေမဲ့ तू ကနည်းနည်းလေးအမုံတက်ပါတယ်နော်ဒီမှာသူအရောင်ကြီးလိုက်မယ်နော်ဒါအမုံနယ်လို့ပဲကျွန်တော်ပြောလိုက်လို့ပေါ့နော်မိတ်ဆွေတို့ဟိုမြင်ရတာလွယ်အောင်နော်အဲ့ဒီလိုမျိုးမုံနေရတဲ့ကြောင့်မို့ဒီလို body နဲ့ရှင်မယ်ဆိုရင်ဒီလိုကြောက်ကြီးကိုတွားပြီးတော့မိတ်ဆွေတို့ကဒီ body လိုမျိုးတွားပြီးတော့အပွင့်သွားသွေးမယ်ဆိုရင်မိတ်ဆွေတို့ကြောက်ဝိုင်းထဲမှာဟိုတီးယူဖက်နဲ့ပအောင်ပွဲတက်ရမှာနော်ဘာကြောင့်လဲဆိုရင်ဒါကသူ့တိုင်းနဲ့ မကြိုက်ဘူးလေနော်မကြိုက်တဲ့ကြောင့်မလို့ဒီအသားတမ်းမျိုးဒီလိုအသားတမ်းမျိုးဆိုရင်အခုလိုမျိုးပပူလေးထုတ်ပြီးတော့သွားရောင်းမယ်ဆိုရင်3သိန်းလဲရနိုင်တယ်4သိန်းလဲရနိုင်တယ်5သိန်းလဲရနိုင်တယ်ဒါအမျိုးမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့အခုဒီအရွယ်အစားလေးကိုမိတ်ဆွေတို့ဥမာဆိုကြပါစို့ဒီဘက်ကအရွယ်အစားအပွင့်သွင်းမယ်ပဲဆိုကြပါစို့3ပွင့်လောက်ရမယ်ဆိုကြပါစို့အဲ့ဒီ3ပွင့်ကိုမိတ်ဆွေတို့သွားတိုက်ဒီအပွင့်အပွင့်လောကမှာအပွင့်လိုင်းမှာကျတော့ဒါမျိုးကိုအကြိုက်နေတဲ့အတွက်လူကြိုက်နေတဲ့အတွက်တဝင့်ကို9000လောက်ပဲကြားကျင်လင်ရမယ် ငါးတောင်းအောက်ကိုရောက်ရှင်လေရောက်မယ်အဲ့ဒါဆိုတော့သုံးမွဲလောက်ပါတသိန်းခွဲမင်းတော့တသိန်းလောက်ရင်းပြီးရောလေးထုတ်စနစကြောင့်ဘာတို့သုံးသိန်းလည်းဟုတ်တယ်လေးသိန်းလည်းဟုတ်တယ်ငါးသိန်းလည်းဟုတ်တယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့ကြောက်စီကြောက်သားကဗပူလိုက်မှာဆိုရင်လက်ခံတဲ့အသားတမ်းမျိုးလက်ခံတဲ့အနေအထားမျိုးဖြစ်တဲ့တကြောင်မလို့ဒါမျိုးကိုကျွန်တော်တို့ကနောက်ထပ်ဘာလုံးလို့ရမလဲဆိုတာဥပမာကျွန်တော်စနစဘာတို့ပဲ အပွင့်လိုင်းမှာမဟုတ်ဘူးပဒီလိုင်းလားလက်ရလိုင်းလားဗပူလိုင်းလားဒါမှမဟုတ်ဝါရှာလိုင်းလားဒီလိုပုံစံမျိုးကိုကျွန်တော်ကထပ်ပြီးတော့စဉ်းစားမှဖြစ်တယ်အဲ့ဒါကလည်းအခုကျွန်တော်ရှင်းပြတဲ့အတွက်ကြောင့်မလို့ကြောက်ကြောင်းကိုလုံးဝနားမလည်သေးတဲ့သူတွေကကျွန်တော်ခေါင်းထဲနဲ့ရှုပ်ရင်ရှုပ်နေလိမ့်မယ်အဲ့ဒီလိုမျိုးတွေကိုစဉ်းစားရတဲ့ခေါင်းရှုပ်ရင်ရှုပ်နေပြီဒါပေမဲ့ဒါကျွန်တော်တို့လိုမျိုးလုပ်ငန်းအတွက်ကြောင့်ရှိသွားတဲ့သူတွေမိတ်ဆွေလိုလည်းလုပ်ငန်းအတွက်ကြောင့်ရလာပြီဆိုရင်တော့အခုကျွန်တော်ပြောသလိုပဲမြင်တာနဲ့ဒါလေးကတော့ဒီလိုက်ပဲကြာတော့ဘူးလိုင်းကြိုက်ပဲဒီမှာလိုမျိုးတော့တာမလို့ နဘောလိုင်းတကယ်ကြောင့်မေးစရူအနေနဲ့အခုကျွန်တော်ရှင်းညာခဲ့တာဒီကြောက်တာကောင်းတဲ့ကြောက်ဘော်ဒီလို့နော်အခုလိုမျိုးအသက်ဆန်းလို့နော်အသက်ဆန်းလို့အဲဒီလို ကြောက်တွေမှာလည်းအခုလိုမျိုးကာလာတွေဝင်တတ်တယ်နော်ပြီးတော့ငရှိတ်တွေဝင်တတ်တယ်ပန်းတွေဝင်တတ်တယ်ကစုံမတွေဝင်တတ်တယ်အဲပြီးတော့နောက်ကအဖြူတန်တွေဝင်တတ်တယ်အညိတွေဝင်တတ်တယ်လို့ကျွန်တော်အခုရှင်းပြခဲ့တဲ့အတွက်မေးစရူက ကြောက်သားတဲ့နဲ့ကိုအဲ့ဒီလိုအရာတွေဝင်နေဝင်တတ်တယ်ဆိုတာကိုမိစေတို့ကဒါအချိန်ကသဘောတရားဖြစ်နားလဲသွားလောက်မယ်လို့ထင်ပါတယ်အဲ့ဒါပြီးပြီဆိုရင်နောက်ထပ်ကလည်းအဲ့ဒီလိုမျိုးဒီကြောက်သားကောင်းတဲ့ကြောက်တွေတိုင်းအပွင့်သွေးရတာဆိုရင်မဟုတ်ပါဘူးပြီးရင်နောက်ချက်ကဒီကြောက်သားကောင်းတဲ့ကြောက်တွေကိုတော့အပွင့်သွေးပြင်မဲ့ကြီးတောက်ရှင်းတွေကိုတော့အပွင့်သွေးပြင်မဲ့တခါတည်းမှာမရှင်းတဲ့ကြောက်တွေကိုမပူလို့ရမယ်လို့အဲဝါရှာလိုင်းလောက်ရမယ်လို့ပတိလောက်ရမယ်လို့နော်လက်ကောက်လောက်ရမယ်လို့အဲ့ဒီလိုဟာတွေကိုလည်းမိစေတို့ကဒါဆိုရင်အချိန်ကသဘောတရားဖြစ် နားလည်သွားတော့ပြီလို့ကျွန်တော်ထင်ပါတယ်အဲအကြောင်းမလို့မိတ်ဆွေတို့အနေနဲ့အခုကျွန်တော်ရှင်းပြခဲ့တဲ့အကြောင်းအရာတွေဒီကြောင်စိမ်းအသားကြောက် body အသက်ဆန်းเนาะအဲ့ဒီလို ကြောက်တွေမှာသူကဒီကာလာပဲဝင်ဝင်ပါဘူးအဲ့ဒီလိုဒီမှာဒီလိုအရာတွေဒီလိုတွေဖြစ်တတ်တယ်ဆိုတော့သိသွားပြီဆိုရင်ဒီလိုကြောက်တွေကိုဘလို့ပုံစံနဲ့တက်ဆက်ပြီးတော့ကျေးဇူးတင်ပါတယ်လာပြီးအားလုံးတက်ကိုအဆင်ပြေသွားမှာပါဒါကြောင့်မလို့ဆေးတို့အားလုံး အခုကျွန်တော်ရှင်းပြခဲ့တဲ့အကြောင်းအရာလေးတွေကိုနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ကျတော့အဲ့ဒီလိုကြောက်တွေကိုအသားတန်းတွေကိုအမြုပ်အဆမ်းတို့အညိတို့နော်မှုံသွားတာ